ိုက်ပွဲတိုင်းရဲ့စစ်မြေပြင်မှာဆိုရင်စစ်သားတွေအသက်ရှင်ရဖို့အတွက်လက်နက်ချကြတယ်ဆိုတဲ့သတင်းတွေကမထူးဆန်းတော့ပါဘူးအခုယူကရိန်းစစ်မျက်နှာကရုရှားစစ်သားတွေကလည်းဒီပုံစံမျိုးကိုပဲပြသနေတာတွေ့ရပါတယ်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးရုရှားစစ်တပ်ကြီးဆိုပြီးနာမည်ကြီးပေမဲ့ရုရှားစစ်သားတွေကတော့ကိုယ့်အသက်ကိုနှမျောပြီးလက်နက်ချဖို့ဝင်မလေးတော့ပုံရပါတယ်ယူကရိန်းစစ်မျက်နှာအသစ်မှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကရုရှားစစ်တပ်ရဲ့စီကံပန်းဆိုင်ရာအားနည်းချက်တွေနဲ့ စစ်သားတွေကြားလက်နက်ချအရှုံးပေးခြင်းနဲ့စိတ်ဓာတ်တွေပုံများလာတာကိုပြသနေပါဗျ။ယူကရိန်းရဲ့ထူးစစ်စင်ရေးတပ်ဖွဲ့တွေဟာရုရှားစစ်တပ်နောက်ဘက်ကိုခဏခဏဖောက်ဝင်နိုင်ပြီးအံအားသင့်စရာကောင်းတဲ့ရလဒ်တွေကိုယူဆောင်လာခဲ့ပါဗျ။ဥပမာအနေနဲ့မကြာသေးခင်ကယူကရိန်းတပ်သားတအူတွေကရုရှားစစ်သား6ဦးကိုလက်နက်ချခိုင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းထူတပ်ဖွဲ့တွေဟာရုရှားစစ်သားတွေကိုပုံအောင်ရနေရာတွေထိလိုက်ပြီးပြစ်ခတ်မှုအနှဲငယ်လုပ်ပြီးနောက်မှာလက်နက်ချခိုင်းခဲ့တာပါ။ ရုရှားစစ်သားတွေကလည်းခုခံဖို့မတတ်နိုင်တော့ပဲတယောက်ပြီးတယောက်ကဒုတ်ချင်းတွေကထွက်လာပြီးအရှုံးပေးခဲ့ကြပါတယ်။ဒီလိုမျိုးထိုးစစ်တွေဟာယူကရိန်းရဲ့စစ်မြေပြင်နောက်ဘက်ကမမျှော်လင့်တဲ့စစ်စင်ရေးတွေနဲ့တင်းငယ်တဲ့အစိပ်ပိုင်းလေးတွေပါ။ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားစစ်တပ်ရဲ့ဂိုဒေါင်တွေခိုးအောင်ရနေရာတွေနဲ့စစ်စေးရေးဂိတ်တွေကိုခိုးဝင်ပြီးဒီလိုမျိုးဖမ်းဆီးရေးစစ်စင်ရေးတွေလုပ်ခဲ့တာပါ။ဒီလိုလုပ်ရတဲ့အဓိကယူရချက်ကတော့ရုရှားတပ်ဖွဲ့တွေစီကသတင်းအချက်အလက်တွေရယူဖို့နဲ့သူတို့ရဲ့ကာဝေးရေးအားနည်းချက်တွေကိုရှာဖွေဖို့ပါ။ 2023ခုနှစ်ကလေးကရုရှားစစ်တပ်တွင်စီကံပိုင်းပြဿနာတွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်။အထူးခြားသောကတော့ရုရှားစစ်ကောင်းဆောင်တွေကသူတို့တပ်သားတွေကိုဆူဆူရွရွနှိပ်စက်ညှဉ်းပန်းနေအပြစ်ပေးတပ်ဖွဲ့ကိုပါတီးတန့်ဖွဲ့စည်းပြီးတော့စစ်သားတွေကိုအပြစ်ပေးတယ်ဆိုတဲ့သတင်းတွေပါပဲ။ယူကရိန်းထောင်လယ်ရေးကဖော်ထုတ်ခဲ့တဲ့ဖုံးခေါ်ဆိုမှုအတန်းဖိုင်တွေမှာရုရှားစစ်ကောင်းဆောင်တွေကကိုယ်စစ်သားတွေကိုတောင်ပစ်ခတ်ခိုင်းတာတေးငယ်တဲ့စီကံဖောက်ဖျက်မှုလေးတွေအတွက်ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလုပ်တာကိုတွေ့ရပါတယ်။ ဒါအပြင်သတင်းမီဒီယာတွေကလည်းရုရှားစစ်တပ်ဟာဆိုဗီယက်ခေတ်ဂူလားစနစ်လိုမျိုးနှိပ်စက်မှုတွေကိုပြန်လည်အသုံးပြုနေတယ်လို့ဖော်ပြပါတယ်။ရိုက်နှက်တာတီးခြားခွဲထုတ်တာနဲ့စိတ်ပိုင်းဆိုင်ရာဖိအားပေးတာမျိုးတွေနဲ့စစ်သားတွေကိုချိန်ချောက်တယ်လို့ဆိုပါတယ်။ဒီလိုအခြေအနေတွေကြောင့်စစ်သားတွေရဲ့စိတ်ဓာတ်တွေပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပြီးစစ်မျက်နှာကိုရောက်ခါစားတပ်သားအစ်စ်တွေတောင်ခဏလေးနဲ့လက်နက်ချတာမျိုးတွေများလာခဲ့ပါတယ်။ယူကရိန်းရဲ့ဇွန်လ၄ရက်နေ့ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ကြတဲ့ကရုရှားစစ်တပ်ရဲ့စုစုပေါင်းထိခိုက်ဆုံးရှုံးမှုဟာ9,920ဦးထိရောက်နေပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့တရက်ထဲမှာပဲ1,020ဦးခန့်ထိခိုက်မှုတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ရုရှားဟာတင့်ကား1,800စီကျော်တန်ကြပ်ကရင်2,600စီကျော်နဲ့တဲယူပို့ဆောင်ရေးရင်9,900စီကျော်ဆုံးရှုံးခဲ့ပါတယ်။လေရင်ရဟတ်ရင်နဲ့မောင်းသူမဲ့လေရင် UAV တွေမှာလည်းဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ ဒီကိန်းကနန်းတွေဟာလက်နက်ချလာတဲ့ရုရှားစစ်သားတွေနဲ့ပြောစကားတွေနဲ့လည်းကိုက်ညီနေပါတယ်။ယူကရိန်းလေကြောင်းခြိတက်တပ်ဖွဲ့တွေကတော့ဖြန့်ဝေခဲ့တဲ့မှတ်တမ်းတွေမှာရုရှားတပ်သားတွေကသူတို့ကိုစစ်မျက်နှာကိုပို့ပြီးတာနဲ့ပစ်ထားခဲ့တာ။စစ်ကောင်းဆောင်တွေရဲ့တာဝန်ယူမှုမရှိတာနဲ့သူတို့ရဲ့ကိုယ်ချင်းချင်းကြားမှာတော့ယုံကြည်မှုကင်းမဲ့တာတွေအကြောင်းပြောဆိုခဲ့ကြပါတယ်။တချို့ရုရှားစစ်သားတွေကရှင်သန်ဖို့အတွက်လက်နက်ချလာကလွဲလို့တခြားရွေးစရာမရှိဘူးလို့ပြောပြီးယူကရိန်းဘက်ကိုထွက်ပြေးလာတာမျိုးတွေလည်းရှိပါတယ်။ လက်နက်ချပြီးနောက်ရုရှားစစ်သားတို့ကကျွန်တော်တို့တပ်မှနှိပ်စက်ခံရတာကယူကရိန်းကဖမ်းသွားတာထက်တောင်ပိုဆိုးတယ်လို့ပြောဆိုခဲ့ကြပါတယ်။အထူးအထူးသဖြင့်အပြစ်ပေးတပ်ဖွဲ့တွေရဲ့သဘောတရားကစီကံထိမ့်သိမ့်မှုထက်ဖိနှိပ်၆လမ်းဖို့အတွက်အသုံးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကိုပုံမူခိုင်မာစေပါတယ်။ယူကရိန်းထောက်လန်းရေးစီပေါက်ကြားလာတဲ့စကားပြောဆိုမှုတွေမှာရုရှားစစ်ကောင်းဆောင်တွေကသူတို့ဘေးကရုရှားတပ်ဖွဲ့တွေကိုတော့လက်နက်နဲ့ပစ်ခတ်ဖို့ဒေါသတကြီးအမိန့်ပေးတာမျိုးတွေတွေ့ရပါတယ်။ ဒီလိုဖြစ်ရတွေများလာတာကရုရှားဟာစစ်မျက်နှာနောက်ဘက်မှာထောက်ပံ့ပို့ဆောင်ရင်းနဲ့စစ်သားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြဿနာတွေပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတာကိုပြသနေပါတယ်။လက်နက်ချလာတဲ့တပ်ဖွဲ့တွေစီကရလာတဲ့သတင်းအချက်အလက်တွေယူကရိန်းထူးတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေနဲ့လေကြောင်းချီတပ်ဖွဲ့တွေရဲ့စစ်ဆင်ရေးတွေဟာရုရှားတပ်သားတွေကြားကမငြိမ်မသက်ဖြစ်မှုတွေကိုပိုဆိုးစေပါတယ်။လက်နက်ချလာတဲ့ရုရှားစစ်သားတွေကိုစေကူတာမှုတွေပေးပြီးမေးမြန်းစုံစမ်းရတာကနေရုရှားစစ်တပ်ရဲ့နေရာတွေခဲယမ်းမိကြောက်တွေနဲ့ စစ်သားတွေရဲ့စိတ်ဓာတ်အခြေအနေဆိုင်ရာအရေးကြီးတဲ့ထောက်လှမ်းရေးသတင်းတွေရရှိနေပါတယ်။ဒီလိုအခြေအနေကယူကရိန်းအတွက်လာမယ့်ရက်တွေမှာထိုးစစ်အစ်တွေဒါမှမဟုတ်အမြောက်နဲ့လေကြောင်းပစ်ကူပေးတဲ့စစ်ဆင်ရေးတွေလုပ်ဖို့အရေးကြီးတဲ့သတင်းအချက်အလက်တွေကိုပေးနိုင်ပါတယ်။ရုရှားရဲ့နောက်တန်းအားနည်းချက်တွေဟာယူကရိန်းရဲ့စစ်ဆင်ရေးစီမံကိန်းတွေအတွက်အကျိုးအမြတ်ဖြစ်လာနေပါတယ်။မကြသေးခင်ကရုရှားပိုင်တဲ့နက်ဆိုင်တဲ့နေရာက latest scan တွေကို drone တွေနဲ့တိုက်ခိုက်ခံရတာကလည်း ရုရှားကာကွယ်ရေးမှအားနည်းချက်တွေရှိနေတာကိုပြသနေပါတယ်။ယူကရိန်းထူထောင်တဲ့ရေးဖွဲ့တွေကထရက်ထရက်ကားတွေမှာဖွက်ထားတဲ့ drone တွေကိုတုံးပြီးဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေကိုတိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုတွေကရုရှားအတွက်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်စေခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားလေတပ်သားတွေရဲ့စိတ်ဓာတ်တွေလည်းပြတ်ပြားလာပါတယ်။စစ်မျက်နှာနောက်ဘက်မှာတော့မလုံခြုံဘူးလို့ခံစားနေရတဲ့လေယာဉ်မှုတွေနဲ့ဤပညာဝန်ထမ်းတွေဟာ ယူကရိန်းရဲ့ဘယ်နေရာမှဆိုတိုက်ခိုက်နိုင်တဲ့ဗျူဟာကိုကြောက်ရွံ့နေကြပါတယ်။ရုရှားကတော့ဒီလိုတိုက်ခိုက်မှုတွေကိုအကြမ်းဖက်လုပ်ရဲလို့တရားဝင်သတ်မှတ်ပြီးလက်တုံပြန်မယ်လို့ချိန်ချောက်ခဲ့ပေမဲ့လက်နက်ချမှုတွေများလာတာစစ်မျက်နှာမှာပုံကန်မှုအဆင့်ထိရောက်နေတဲ့စိတ်သက်ပြတ်ပြားမှုတွေကိုအပြည့်အဝကင်တွယ်ဖြေရှင်းနိုင်မှုမရပါဘူး။ရုရှားဆိုရကဒီပြဿနာတွေကိုနှိမ်နှင်းဖို့အတွက်အထူးလုံခြုံရေးအဖွဲ့တွေကိုထပ်မံချထားပြီးထောက်ပံ့ပို့ဆောင်ရေးကိုတင်းကျပ်ဖို့ကြိုးစားနေတယ်လို့ပြောဆိုပေမဲ့ပေါက်ကြားလာတဲ့သတင်းတွေကတော့ သူတို့ဟာစီးကန်းတဲ့ယုံကြည်မှုကိုပြန်လည်တိဆောက်ဖို့ရုန်းကန်နေရတယ်လို့ဆိုပါတယ်။စစ်ရေးကြွမ်းကျင်သူတွေကတော့ရုရှားစစ်တပ်မှာနတ်ဆိုင်တဲ့အကြက်တဲရဲ့လက္ခဏာတွေဟာလာမယ့်လတွေမှာပုံမပေါ်လွင်လာနိုင်တယ်လို့ပြောပါတယ်။တပ်သားအစ်တွေကိုစနစ်တကျပြင်ဆင်မှုမရှိဘဲစစ်မျက်နှာကိုပို့တာ။တပ်သားအစ်တွေကြားမှာရုတ်တရက်ဆုံးရှုံးမှုတွေရှိတာ။ယူကရိန်းထုတပ်ဖွဲ့တွေကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုပိတ်မှတ်ထားတာတွေအလုံးဟာခေါင်းဆောင်မှုကင်းမဲ့လာတယ်ဆိုတဲ့ခံစားချက်ကိုပုံမကြီးထွားစေပါတယ်။ ဒီအခြေအနေတွေအားလုံးဟာရုရှားရဲ့စစ်မျက်နှာအင်အားနဲ့နေမီကာဝယ်ရေးကိုပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ရုရှားစစ်တပ်တွင်နှက်ဆိုင်တဲ့မငြိမ်သက်မှုတွေနဲ့မတိကြမရေရာမှုတွေရှိနေပါတယ်။ယူကရိန်းရဲ့ထိုးစစ်တွေနဲ့ရုရှားစစ်သားတွေလက်နက်ချမှုတွေများလာတာဟာစစ်ပွဲရဲ့မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ရုရှားစစ်တပ်တွင်ကမငြိမ်သက်မှုစီးကံပြဿနာတွေစစ်ကောင်းဆောင်တွေရဲ့ကြမ်းတမ်းတဲ့ပြစ်ပေးနှိမ်လန့်တွေအပြစ်ပေးတပ်ဖွဲ့တွေကိုကြောက်ရွံ့ပြီးရှင်သန်နေရတဲ့စစ်သားတွေရဲ့ဘဝ လက်တုံ့ပြန်မှုနဲ့အလွဲသုံးစားမှုဆွဆွဲချက်တွေဟာရုရှားကာကွယ်ရေးကိုတိတိတသားထိခိုက်စေတဲ့အချက်တွေပါဒီလိုအခြေအနေတွေကယူကရိန်းကိုဂျူဟာမြောက်ရောစိတ်တက်ပိုင်းဆိုင်ရာမှာပါအသာစီးရသေးပါတယ်ဒီစစ်ပွဲဘယ်လောက်ကြာအောင်မလဲရုရှားစစ်တပ်တွင်းကဒီလိုပျက်စီးလွယ်မှုကဘယ်လောက်ကြာရှည်ခံအောင်မလဲဆိုတာကတော့မသေးကြသေးပါဘူးစစ်မျက်နှာကသတင်းတွေနဲ့ယူကရိန်းထောက်လှမ်းရေးကထုတ်ပြန်တဲ့အချက်လက်တွေအရရုရှားစစ်သားတွေဟာခက်ခဲများစွာနဲ့ရင်ဆိုင်နေရပြီးပုံကံမှုလှိုင်းလုံးနဲ့စိတ်တက်ပြပြမှုတွေကြောင့် အတွင်းပိုင်းကနေပြိုလဲလာနိုင်တဲ့အခြေအနေမျိုးကိုရောက်နေတယ်လို့ဆိုပါတယ်။ယူကရိန်းကဒီအခြေအနေကိုအခွင့်ကောင်းယူနိုင်မယ်ဆိုရင်စစ်မျက်နှာမှာပုံမမြန်ဆန်တဲ့တိုးတက်မှုတွေရလာနိုင်ပါတယ်။တစ်ဖက်မှာလည်းရုရှားဆိုရကဒီဖြစ်စဉ်ကိုပြန်လည်ဖို့အတွက်အစီအမံအစ်တွေချမှတ်တာဒါမှမဟုတ်စစ်တပ်ရဲ့ကိုယ်ကဲမှုစနစ်ကိုတင်းကျပ်တာမျိုးတွေလှုပ်လာနိုင်ပါတယ်။ရေတိုမှာငြိမ်းချမ်းရေးမျှော်လင့်ချက်တွေနှဲပါနေပေမဲ့ရုရှားအတွင်းကမငြိမ်မသက်မှုတွေဟာရေရှည်မှာစစ်ပွဲရဲ့အခြေအနေကိုပုံဖော်ပေးနိုင်တဲ့အချက်တွေတည်းကတခုဖြစ်နေပါတယ်။ ယူကရိန်းကရုရှားနယ်မြေနက်ဆိုင်တဲ့နေရာတွေထိဒရုန်းတွေနဲ့တိုက်ခိုက်နေတာဟာရုရှားအစိုးရကို နိုင်ငံရေးအရရောစစ်ရေးအရပါဆက်လက်ထိခိုက်စေနေပါတယ်။မကြသေးခင်ကယူကရိန်းဟာထရက်ကားတွေထဲကနေလွတ်တင်တဲ့မောင်းသူမဲ့လေယာဉ် UAV တွေကိုတုံးပြီးရုရှားလေတပ်စခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီထဲမှာအရေးကြီးတဲ့မဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေပါပါဝင်တာကြောင့်ရုရှားရဲ့လုံခြုံရေးဆိုင်ရာအခြေခံယူဆတွေကိုပါထိခိုက်စေခဲ့ပါတယ်။ရုရှားအစိုးရအနေနဲ့နှီးစက်တဲ့စစ်ရေးဘလော့ဂါတွေက ဒီလိုရုရှားပိုင်တဲ့နှဆိုင်တဲ့နေရာအထိယူကရိန်းရဲ့ရဲရင်တဲ့တိုက်ခိုက်မှုတွေကိုရုရှားရဲ့ပေါ်ဟာဘာလို့တော့တင်စားဖော်ပြခဲ့ပါတယ်။ဆိုင်ဘေးရီးယားနဲ့အာတိတ်ဒေသကလီဒါစခန်းတွေတော့ယူကရိန်း drone တွေကိုခုခံကာကွယ်နိုင်သွမ်းမရှိဘူးဆိုတဲ့အချက်ကရုရှားစစ်ကောင်းဆောင်တွေကြားမှာကြီးမားတဲ့ထိတ်လန့်မှုကိုဖြစ်စေခဲ့ပါတယ်။ယူကရိန်းစစ်တပ်ကဒီလိုတိုက်ခိုက်မှုတွေကြောင့်လေယာဉ်အစီး၄၀ကျော်ပျက်စီးခဲ့ပြီးစုစုပေါင်းပျက်စီးဆုံးရှုံးမှုဒေါ်လာ9ဘီလီယံနီးပါးရှိနိုင်တယ်လို့ပြောဆိုထားပါတယ်။ လုံခြုံရေးကြွမ်းကျင်သူတွေကရုရှားရဲ့ယူဆဖြစ်တဲ့တိုင်းပြည်ရဲ့ကျယ်ပြန့်တဲ့ပထဝီဝင်အနေထားကဗျူဟာမြောက်လုံခြုံရေးကိုပေးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ဟာဒီတိုက်ခိုက်မှုတွေကြောင့်တုံ့ထုတ်သွားပြီလို့ထောက်ပြပါဗျ။နေတိုးကလက်နက်ထိန်းချုပ်ရေးအရာရှိဟောင်းဝီလျံအယ်ဘာက Financial Time ကိုပြောကြားရမှာရုရှားတွေကမှကိုယ်နိုင်ငံရဲ့ကျယ်ပြန့်မှုကမဟာဗျူဟာမြောက်လုံခြုံမှုကိုပေးနိုင်ပြီးသူတို့လုံခြုံတယ်လို့ခံစားခဲ့ရတယ်လို့ယုံကြည်ကြောင်း။ဒါပေမဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကအဲ့ဒီယူဆကိုအမြင့်ကနေဆွဲနှုတ်သွားပြီလို့ပြောခဲ့ပါဗျ။ ယူကရိန်းရဲ့နီးဗျူဟာတွေဟာရုရှားရဲ့ကာဝေးရေးအခြေအနေနဲ့ပတ်သက်ပြီးမေးခွန်းများစွာထွက်ပေါ်လာစေပါတယ်။ဒရုန်းတွေကိုထရက်ကားတွေမှာလျှို့ဝှက်သဲယူပြီးဒေတာရင်းကိုခိုးသွင်းနိုင်တာနဲ့ရုရှားထောင်လန်းရေးကဒီပြင်ဆင်မှုတွေကိုထောက်လှမ်းနိုင်ခြင်းမရှိတာကိုမော်စကိုတွဲထောက်လန်းရေးပေါက်ကြားမှုဖြစ်ဖော်ပြနေကြပါတယ်။ရုရှားလူလာတဲ့စစ်ရေးဘလော့ဂါတွေကဒီလောက်များတဲ့ဒရုန်းတွေကျွန်တော်တို့နိုင်ငံရဲ့အနက်ဆိုင်သုံးနေရာတွေထိဘလို့များထိုးဖောက်ဝင်ရောက်နိုင်ကြတာလဲလို့အတန်ကြဲကြဲမေးခွန်းထုတ်နေကြပါတယ်။ ဒီတော့တွင်ရုရှားကာဝေးဝန်ကြီးဌာနကဒီတိုက်ခိုက်မှုတွေကိုအကြမ်းဖက်လို့ရဖြစ်သတ်မှတ်ပြီးလက်တုံ့ပြန်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့တုံးသက်သူတွေကတော့ဖျက်ဆီးခံရတဲ့ TU95 နဲ့ TU22M3 လိုမျိုးမဟာဗျူဟာမြောက်ဘုံးကျဲလေယာဉ်တွေကိုရုရှားအနေနဲ့ပြန်လည်အစားထိုးဖို့လုံးဝနှီးပါမဖြစ်နိုင်ဘူးလို့ထောက်ပြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလေယာဉ်တွေရဲ့ထုတ်လုပ်မှုကိုရပ်ဆိုင်းထားတာကြောင့်ဖြစ်ပြီးအစားထိုးဖို့စီမံကိန်းတွေလည်းမရှိသေးလို့ပါ။ဒီစကားသံတွေကဆိုရှယ်မီဒီယာတွေပေါ်မှာအကြမ်းထက်နေအောင် ပရိသတ်တွေလည်းမြင်တွေ့ဘူးကြမှာပါနောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုကြည့်လိုက်ရအောင်ပါရုရှားစစ်တပ်ရဲ့နောက်ဘက်ခြမ်းကိုထိုးစစ်ဆင်မှုတွေမှာယူကရိန်းထိုးစစ်ဆင်ရေးတပ်ဖွဲ့ SOF ရဲ့အောင်မြင်မှုတွေကဒီပုံစံကိုပုံမူခိုင်မာစေပါတယ်မကြသေးခင်ကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုတွေမှာယူကရိန်းတပ်သားတအူးတွေကရုရှားစစ်သား6ဦးကိုလက်နက်ချခိုင်းနိုင်တာကိုပြသခဲ့ပါတယ်ပေါ်ပေါက်နေတဲ့စစ်သားတွေဟာတိုက်ခိုက်ဖို့အရန်ကြောက်ရွံ့နေကြပြီးတယောက်ပြီးတယောက်ထွက်လာခဲ့ကြပါတယ် လက်နက်ချခဲ့တဲ့ဒီစစ်သားတွေကခေါင်းဆောင်တွေရဲ့နှိပ်စက်ညှဉ်းပန်းမှုစိတ်ပိုင်းဆိုင်ရာဖိအားပေးမှုနဲ့မသိလျော်တဲ့အမိန့်တွေကြောင့်စစ်တပ်ကနေထွက်ပြေးဖို့ဒါမှမဟုတ်အဖမ်းခံဖို့ဆုံးဖြတ်ခဲ့တယ်လို့ထွက်ဆိုခဲ့ကြပါတယ်။ရုရှားစီးပွားရေးဤအခြေအနေရုရှားစီးပွားရေးမှာမကြသေးခင်ကဖြစ်ပေါ်လာတဲ့အခြေအနေတွေကလည်းရုရှားစိုးရအတွက်နောက်ထပ်ထူးနှက်ချက်တစ်ခုဖြစ်ပေါ်နေပါတယ်။ရုရှားဘူပန်ဟာငွေကြေးဖောင်းပွားမှုကိုတိုက်ဖျက်ဖို့အတွက်အတိုးနှုန်းတွေကို27ရာခိုင်နှုန်းဝင်းကျင်ထိ စံချိန်တင်မြင့်တင်ထားခဲ့ပေမဲ့ဧပြီလမှာတော့ငွေကြေးဖောင်းပွားမှုက30ရာခိုင်နှုန်းကျော်အထိမြင့်တက်လာဆဲဖြစ်တယ်လို့သတင်းရရှိပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရစီးပွားရေးညှိနှိုင်းတွေကရုရှားဟာစီးပွားရေးကြဆင်းမှုနဲ့အနည်းဆုံးရောက်နေပြီဆိုတာကိုတက်သေးပြနေပါတယ်။စံမှုထုတ်လုပ်မှုတွေအထူးသဖြင့်ဓာတုဗေဒနဲ့တက်ထုကဏ္ဍတွေမှာကြဆင်းမှုတွေတွေ့နေရပါတယ်။စစ်ပွဲနဲ့ဆက်ဆက်တဲ့ပောက်ကွဲပစ္စည်းထုတ်လုပ်ရင်းနဲ့စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးလုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေပြီမြင့် စုစုပေါင်းစီးပွားရေးတိုးတက်မှုတုန်းကတော့အနှုတ်လက္ခဏာဆက်ရှိနေပါတယ်။ဘန်ဒါရီအတိုင်းဝိုင်းကသတင်းအချက်လက်တွေအရလုပ်ငန်းများပြားဟာမြန်မာတဲ့အတွန်းထုံဖိအားအောက်မှာဘန်တွေကိုအကျွေးပြန်ဆက်ဖို့ရုန်းကန်နေရတယ်လို့ဆိုပါတယ်။အစိုးရရဲ့ထောက်ပံ့မှုရထားတဲ့ကာဝယ်ရေးစီမံကိန်းတွေမှာအထူးအခွင့်အရေးရထားတဲ့ကုမ္ပဏီတွေကလွဲလို့ပုဂ္ဂလိကကဏ္ဍကတော့ကြီးမားတဲ့မေးရမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။နိုင်ငံတွင်းရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုဟာပြီးခဲ့တဲ့6လအတွင်းတည်တည်တသာကျဆင်းသွားခဲ့ပါတယ်။ ရုရှားရဲ့ဗျူဟာမြောက်အကြောင်းများနဲ့အနာဂတ်တန်တမန်ရေးရတဲ့စစ်မြေပြင်ကဒီလိုဖြစ်ပေါ်တိုးတက်မှုတွေကယူကရိန်းပေါ်ရုရှားရဲ့ဗျူဟာမှာအခြေခံကြတဲ့အကြောင်းတစ်ခုကိုဖန်တီးခဲ့ပြီးပြည်တွင်းနိုင်ငံရေးမှာရုရှားအစိုးရရဲ့တရားဝင်မှုကိုလည်းထိုးနှက်ခဲ့ပါတယ်ဥပမာစိုက်ဘီးရီးယားနဲ့အာတိတ်ဒေသကရုရှားတပ်ဖွဲ့တွေကိုတော့ယူကရိန်း drone တွေကပစ်မှတ်ထားနိုင်တာဟာကျွန်တော်တို့ကိုဘလို့ကာကွယ်ပေးမလဲဆိုတဲ့မေးခွန်းကိုပြည်သူတွေအကြားပြန်လည်ဆွေးနွေးလာစေခဲ့ပါတယ် ရုရှားစစ်ကောင်းဆောင်တွေကဒီတိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုအခုထိရှင်းရှင်းလင်းလင်းမပြောသေးပါဘူး။ဒါ့အပြင်ယူကရိန်းလေကြောင်းချီတပ်ဖွဲ့တွေကဗီဒီယိုတွေနဲ့ထုတ်ပြန်ခဲ့တဲ့ဖမ်းမိတဲ့ရုရှားစစ်သားတွေကိုမေးမြန်းမှုတွေအရသူတို့ဟာဖမ်းဆီးခံရတာထက်သူတို့တပ်ဖွဲ့တွေအတွင်းကမကောင်းတဲ့နှိပ်စက်မှုတွေကြောင့်လက်နက်ချခဲ့ကြတယ်လို့ဖော်ပြခဲ့ပါတယ်။ဒီပြောဆိုချက်တွေကရုရှားလူအဖွဲ့သီးကြမှာလည်းပြန့်နှံ့သွားခဲ့ပါတယ်။မကြသေးခင်ကစစ်မျက်နှာကိုရောက်လာတဲ့စစ်သားတွေဟာကျန်းတန်းတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတယ်ဆိုပြီး လူမှုကွန်ရက်တွေမှာတိုင်ကြားမှုတွေများလာခဲ့ပါတယ်။ဒီဘောမှာရုရှားကာဝေးဝင်ကြီးဌာနနဲ့ Kremlin ကတော့ဒီဆိုဆွဲချက်တွေကိုငြင်းဆိုခြင်းကလွဲလို့တခြားဘာမှလှုံ့ဆော်တာမျိုးမရှိခဲ့ပါဘူး။မငြိမ်သက်မှုတွေစစ်တပ်ကနေထွက်ပြေးမှုတွေနဲ့လက်နက်ချမှုတွေများလာတာစတဲ့အချက်တွေကပဋိပက္ခကြာရှည်လာမယ်ဆိုရင် Russia Federation အနေနဲ့တမယိုးကြစစ်ပွဲကိုဘလောက်ကြာကြာဆက်လက်ထိန်းထားနိုင်မလဲဆိုတဲ့မေးခွန်းတွေကိုပေါ်ပေါက်စေပါတယ်။လုံခြုံရေးတုံ့တက်သူတို့ချို့က Russia ဟာတမိုင်းကြောင်းအရာ သူ့ရဲ့နေမြေကျေပြန့်မှု အားသာချက်ကိုအားကိုးခဲ့ပေမဲ့ဒီအားသာချက်ဟာယူကရိန်းရဲ့ထိုးစစ်တွေကြောင့်အားနည်းသွားပြီလို့ပြောပါတယ်။ဒါကရုရှားဆိုရရဲ့နောက်တန်းမှာဆိုရင်လုံခြုံတယ်ဆိုတဲ့အယူဆကိုအခြေခံကြကြတုံ့လှုပ်စေပါတယ်။ဒီစစ်ရေးနဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေအလုံးကရုရှားကောင်းဆောင်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုပုံမနဲ့ဆိုင်စေပါတယ်။မဟာဗျူဟာမြောက်ဘုံကျဲလေရင်တွေဆုံးရှုံးမှုကိုထုတ်လုပ်မှုရပ်ဆိုင်ထားတာကြောင့်မြန်မြန်ဆန်ဆန်ပြန်ဖြည့်တင်းလို့မရပါဘူး။ မြန်မာတဲ့တိုးနှုတ်နေကြောင်းလုပ်ငန်းကဏ္ဍတွေရပ်တန့်နေတာကနိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်သူတွေကိုဘာကတကယ်အရေးကြီးတာလဲစစ်ပွဲကိုဆက်ပြီးရန်မုံငွေ ထောက်ပံ့မလားဒါမှမဟုတ်ရပ်တန့်နေတဲ့စီးပွားရေးကိုပြန်အသက်သွင်းမလားဆိုတဲ့မေးခွန်းနဲ့ရင်ဆိုင်ရစီပါတယ်ရုရှားရဲ့နောက်ထပ်လှုပ်ရှားမှုကမသေးကြဘူးလို့လေ့လာသူတွေကဆိုပါတယ်တဖက်မှာတော့ယူကရိန်းဟာရုရှားစစ်တပ်အတွင်းကမငြိမ်သက်မှုတွေကိုအခွင့်ကောင်းယူပြီးထိုးစစ်တွေနဲ့အထူးစစ်ဆင်ရေးတွေကိုတိုးမြှင့်လှုပ်ဆောင်နိုင်မှုရပါတယ် ပုံကံမှုလှိုင်းလုံးတွေနဲ့လက်နက်ချတဲ့စစ်သားရဲတွေများလာတာကယူကရိန်းကိုစစ်မျက်နှာမှာဒေတာရင်းအသာသီးရသေးပြီးရုရှားရဲ့နိုင်ငံတကာအခြေအနေကိုအားနည်းစေပါတယ်။ဒီအချိန်မှာရုရှားစိုးရရဲ့ဗျူဟာမြောက်စိတ်ရှင်မှုဘလောက်ကြာရှည်ခံမလဲ။ဒါမှမဟုတ်ဘယ်အလှည့်ပြောင်းမှတခြားစစ်ရေးတန်တမာရေးရာလှုပ်ရှားမှုတွေကိုလှုပ်လာမလဲဆိုတာခံမှန်းဖို့မဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့လည်းမြေပြင်ပေါ်ကဖြစ်ပျက်မှုတွေနဲ့ရုရှားအတွင်းကအခြေအနေတွေကတော့စစ်ပွဲအစကရှိခဲ့တဲ့ အင်အားချိန်ဝင်ရှာဟာအခုဆိုအများကြီးပြောင်းလဲသွားပြီဆိုတာကိုပြသနေပါဗျ။ရုရှားရဲ့အရေးကြီးတဲ့ leader scan တွေကိုကာဝယ်နိုင်ခြင်းမရှိတာနဲ့ပုံကံမှုတွေဇက်တိုက်ပေါ်ပေါက်လာတဲ့သတင်းတွေကစစ်တပ်ပြိုလဲမှုဖြစ်နိုင်ခြင်းကိုပုံမှုမြင့်တက်လာစေပါဗျ။ယူကရိန်းကတော့စစ်မျက်နှာနောက်ဘက်မှာရရှိထားတဲ့ဥဆောင်မှုကိုဆက်လက်ထိန်းထားဖို့ဆုံးဖြတ်ထားပုံရပါဗျ။လက်နက်ချခဲ့တဲ့ရုရှားစစ်သားတွေစီကရရှိတဲ့ထောက်လှမ်းရေးသတင်းတွေကရုရှားစစ်တပ်အတွင်းကစိတ်ဓာတ်နဲ့စီကံပိုင်းဆိုင်ရာပြဿနာတွေကိုဖော်ထုတ်ခဲ့ပြီး ဒီသတင်းအချက်အလက်တွေကယူကရိန်းရဲ့မြေပြင်နီးပြူဟာတွေကိုပို့ပြီးပြတ်သားစေနိုင်ပါတယ်။မကြသေးခင်ကဖြစ်ပေါ်တိုးတက်မှုတွေရပြိပခရဲ့နှစ်ဖက်စလုံးမှာရေတိုတွင်ငိမ့်တန်ရေးစပွဲဝိုင်းတစ်ခုထူထောင်ဖို့မလွယ်ကူဘူးဆိုတာကိုပြသနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။